က်ပါရယ်ဘုရားရှင်ရဲ့ခြေမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဘုရားသခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်ယနေ့ဆိုရင်ကျွန်တော်မတ်လ26ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဘုရားရှင်ကိုခြေစွတ်တင်ပါရယ်နေ့ရက်စင်တိုင်းခြေစွတ်သူအားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖခင်ခြေစွတ်သူများကိုကောင်းချီးပေးတယ်နှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါအခုလဲကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ သခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါれဗျာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျေရဆုတောင်းသူတဦးနိုင်ရှိရမည်စိတ်နေသဘောထားအဲ့ဒီခေါင်းစဉ်ကိုကျေရနားထောင်နေပါれအဲ့တော့ကျမ်းစာထဲမှာဆုတောင်းတဲ့သူတဦးမှာရှိရမယ်စိတ်နေသဘောထားတွေထဲမှာအရေးကြီးတဲ့အချက်၁၀ချက်ကိုကျွန်တော်နားထောင်နေပါတယ်။အဲ့ဒီ၁၀ချက်မှာဒီကနေ့ဆို၁၀ခုမြောက်ကိုရောက်ပါပြီ။နံပါတ်၁ဆုတောင်းတဲ့သူတဦးမှာယုံကြည်ခြင်းရှိရမယ်။ ေဘေးရစာခန်းကြီး7အငယ်6နံပါတ်1ကတော့ရဲရင့်စွာတိုးဝင်ချင်းကပ်ချင်းရှိရမယ်ဟေဘေး4အငယ်76နောက်နံပါတ်3ကတော့ယူသေးလေးမြတ်ချင်းဖျားသခင်ကိုယူသေးလေးမြတ်ချင်းရှိရမှာဖြစ်တယ်မဿဲခန်းကြီး6အငယ်9နံပါတ်4ကတော့ဇွဲလုံးလဝရိယရှိရမယ်လုကာခန်းကြီး7အငယ်1ကနေ9နံပါတ်5ကတော့ဂျေဇူးတော်ချီးမွမ်းခြင်းရှိရမှာဖြစ်တယ်ဖိလိပ္ပိခန်းကြီး4အငယ်6နံပါတ်6ကတော့စိတ်အားထက်သန်ခြင်းရှိရမှာဖြစ်တယ် ယာကုပ်ခန်းကြီးငါငယ်16နံပါတ်9ကတော့အပြည့်အဝမိခိုးအားထားခြင်းရှိရမယ်ဆာလံ62အငယ်8 62မြောက်သောဆာလံအပိုက်ငယ်8ဖြစ်တယ်နံပါတ်8ကတော့စိတ်ချမှုရှိရမယ်ဆုတောင်းတဲ့သူကဘုရားခင်ကိုစိတ်ချရမှာဖြစ်တယ်ယာကုပ်ခန်းကြီးတဲ့ငယ်9ကနေ8ကိုဖတ်ရင်တွေ့ရမယ်နံပါတ်9ကတော့ပွင့်လင်းမှုရှိရမယ်ယောမခန်းကြီး73အငယ်30ကိုဖတ်ရင်တွေ့ရမယ်တမန်ရှင်ဘောလူကပွင့်လင်းမြန်သားဆိုတာဆုတောင်းတယ်ဆိုတော့ကိုတွေ့ရတယ် ဒါတွေကျွန်တော်အများကြီးနားထောင်ခဲ့ပြီဒီကနေ့ကတော့နံပါတ်30အနန်ချင်းရှိရမှာဖြစ်တယ်ဆုတောင်းတဲ့သူဟာဖခင်ကိုအနန်ပြီးဆုတောင်းပါမယ်သုတ်တန်ခန်းကြီး16ငွေ3မှာဒီလို ပြောပါတယ်ကိုပြုတ်သောအမှုတို့ကိုထာဝရဖခင်နိုင်အလိုတို့ပြုတ်လေသိဉ္ချံစီတို့သည်တည်ကြလိမ့်မည်အာမင်အဲ့တော့သုတ်တန်ဆရာကပြောပါတယ်ကျွန်တော်လုတ်သမြကိုဖျားနိုင်အမတီးမယ်လို့ပြောပါတယ်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ် ဆုတောင်းခြင်းမှာဖခါကိုအကျွေးမဲ့အနာမအဲ့ဆုတောင်းခြင်းဟာတည်မြဲဖို့ဖခါကတာဝန်ယူတယ်ဆိုတော့သွားတွေ့ရတယ်အဲ့တော့ဒီကနေ့လောကကြီးမှာလူတယောက်ရှိကိုပစ္စည်းတစ်ခု သွားအရင်အောင်မှသူ့ကိုစိတ်ချမှုရှိမှအပ်လို့ရတယ်ဒီလိုပဲကျွန်တော်တို့ဖခါသခင်ကိုစိတ်ချလို့ဆုတောင်းတဲ့ကြောင်းအဲ့ဒီစိတ်ချတဲ့သူကတခါတည်းဖခါလက်ထဲပဲအနံထားရတယ်ဆိုတော့ကိုတွေ့ရတယ်အဲ့ကျောင်းသားထဲမှာအနံခြင်းနဲ့ပတ်သက်ပြီး 3ခု3ယောက်အကြောင်းပေါ့နော်စံစာထဲမှာ3မျိုးပေါ့အနန္ဂျင်းနဲ့ပတ်သက်ပြီး3မျိုးကျွန်တော်နားထောင်မှာဖြစ်တယ်နံပါတ်1အနန္ဂျင်းနဲ့ပတ်သက်ပြီးသခင်ရှုခရစ်တော်ရဲ့အနန္ဂျင်းကိုတွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ဂိရှုကကားတိုင်းမတက်ခင်ခမီးတော်ဖျားကိုဆုတောင်းတဲ့အခါမှာဤခွက်ကိုလွန်သွားရင်လွန်သွားပါဒါပေမဲ့ကျွန်ုပ်လူတိုင်းမဖြစ်ပါစေနဲ့ကိုတော့လူတိုင်းဖြစ်ပါစေအဲ့ဒါအနန္တနဲ့ဆုတောင်းခြင်းပဲ ဒါကြေးကျွန်တော်တို့ shut down တဲ့အရာတွေမှာအတ္တဆန်တဲ့အရာကျွန်တော်တို့စိတ်ကိုဥစားပေးတဲ့အရာတွေရှိကောင်းရှိလိမ့်မယ်။ down shut down တဲ့အခါမှာကျွန်တော်တို့အလိုတိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုတိုင်းဖြစ်ပါစေပြောချင်တာကိုရောလက်ထဲအလိုက်ပြီးကိုရောပဲအကုန်တာဝန်ယူလို့ပြောရင်ထို့ဘုရားကတာဝန်ယူတာဖြစ်တယ်။ down king shut ကနောက်ဆုံးကားတိုင်းပေါ်တက်လာပါပဲ။ဒါပေမဲ့အတက်ရပြီမဲ့အနံပြီး shut down တဲ့ကြောင့်ခမီးတော်ဘုရားကနော် ဆုံးဖြတ်ချင်းခံရတော့ညာလေအဲ့ဒီကားတိုင်းပေါ်တက်ပြီး၃ရက်မြောက်နေ့ထမြောက်ချင်းပေါ်မှာလောကကိုဟလာအောင်မြင်ခြင်းအခွင့်နဲ့တကွာနော်သခင်ရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုကျွန်တော်ကခံစားရတာဖြစ်တော့ဒီအနန္နဲ့ဆုတောင်းခြင်းဟာအလွန်ကြီးကြီးတယ်သူ့အနေနဲ့ဆိုရင်တော့ကားတိုင်းမတက်ချင်ဘူးဒါပေမဲ့ခမီးတော်ဖခင်အလိုတော်ဝန်ခံအနန္နဲ့ခါကားတိုင်းပေါ်တက်ပြီး၃ရက်မြောက်နေ့ထမြောက်တဲ့ထိုးအရှယ်အဖြစ် ကဘာကေတရှင်အဖြစ်ကျွန်တော်ကေတင်းရတောင်းတကင်းဆုတောင်းခြင်းမှာအနန္တဲ့ဆုတောင်းခြင်းဟာထိရောက်မှုအလွန်ရှိတယ်ဆိုတော့ကိုသတ်တွေ့ရတယ်။တောင်းယေရှုခရစ်တော်ကဲ့သို့အနန္တတော်အတ္တရှိရမယ်။နံပါတ်2ဒုတိယအနန္တာအဲ့ဒါဘယ်ကိုဖတ်ရင်တွေ့ရမလဲဆိုတော့လုကာခန်းကြီး19အငယ်1တက်ကနေ9အထိဖတ်ရင်တွေ့ရမယ်။လုကာ19တက်ကနေ9မှာဇကေဇကေဟာသူဟာအနန္တနေပြ။သူဘုသူ့ကိုအနန္တလင်းလို့ပြောရင် တခေယေရှုကိုအံ့နာတယ်။ယေရိခုမြို့ကိုတခေရှုလာတဲ့အခါမှာလူတွေအားလုံးကဒီတိုင်းကြိုတာ။ဒါပေမဲ့သူကသဖမ်းမင်မော်တတ်ကြိုတာ။သူ့ကိုသူတခေရှုနဲ့မိတ်ဆက်စရာမလိုတခေရှုကသူ့ကိုသိနေ။သူ့အိမ်မှာတင်းမယ်ဆိုတော့ချက်ချင်းသူလက်ခံတယ်။တခေရှုသူ့အိမ်ရောက်တာနဲ့သူ့တတ်တာမှာအံ့နာခြင်းရှိတယ်။ပြောချင်တာလုံးဝပြောင်းလဲတယ်။စင်ရသားရှိကယူထားတဲ့အဥ္စာသူပြန်ပေးတယ်။သူများရှိကတဆယူထားရင်သူလေးစားပြန်ပေးတယ်။ ်ဆင်းသောဥစ္စာတဝက်ပြန်ပြီးတယ်တော့ဒီရောက်ကြည့်ခြင်းအဖြစ်သူ့နှလုံးသားဖျားထအပ်တဲ့အခါမှာသူ့ရဲ့အတိတ်ဟောင်းတဲ့သူမနေတော့နှလုံးသားအစ်စ်နဲ့နေပြီးအဲ့ဒီအထဲမှာကောင်းကြီးခံစားရတယ်တော့ဒီနေ့ကျွန်တော်ဆုတောင်းတဲ့အခါမှာဖျားလက်ထဲအနန္တနဲ့အသက်တာဖျားအလိုတော်ဝန်ခံတတ်တဲ့အသက်တာအဲ့ဒီပေါ်မှာအံ့ဩပွေကောင်းတဲ့အဖြစ်တွေ့မြင်ရတယ်တော့ဇကေးဟာ လူများစွာကျင်ချင်းခံရတဲ့သူဒါမဲ့သခင်ရှုကသူ့ကိုဘာပြောလဲအာဗြဟံသားလို့ပြောတယ်။အောင်းစက်ကောင်းတကယ်တော့တမောင်းကြောင့်မသေးချာဖတ်ကြည့်အာဗြဟံသားအိဇက်ပဲအိဇက်တယောက်တည်းဒါဂရိတော်နဲ့ရတဲ့သားအိုက်တယောက်ပဲရှိတာတို့တော်ညာလေဇက်ကဲကိုအာဗြဟံသားလို့ခေါ်ထုတ်ချင်းခံရတယ်။ဘာကြောင့်လဲဇက်ကဲရဲ့အသက်တာပြောင်းနေခြင်းနဲ့ အနံလိုက်ခြင်းပြောကြတာအရင်တော့ကသူကသူ့ရဲ့နှလုံးသားတွေခန္ဓာစိတ်ဝိညာဉ်ကိုမတရားခြင်းနဲ့မှအတ်ထားတာမတရားခွန်ကောက်ခြင်းနဲ့မှအတ်ထားတာခေါင်းမုံဖြတ်ခြင်းနဲ့မှအတ်ထားတာအခုကတော့ယေရှုတဲမှအတ်ထားတာဟောဒီကနေ့ကျွန်တော်ဆုတောင်းတဲ့သူကဖယားထံအတ်ထားရအဲ့ဖယားထံအတ်ထားတဲ့သူရဲ့အသက်တာမှာထူးခြားတဲ့ပြောင်းလဲခြင်းရှိသလို ထူးခြားတဲ့အံ့ဩဖွယ်အဖြေလည်းရှိတယ်။ဒါကြောင့်ဒီကနေ့ဇက်ကဲကဲသူအနန္တတဲ့ အတ္တတာရှိဖို့နော်မင်းအားပေးခြင်းနဲ့နမတော့နောက်ဆုံးနော်နောက်ဆုံးတတိယပေါ့နော်တတိယနောက်ဆုံးတစ်ခုကတော့အနန္တမိမိမှာရှိသမျှအားလုံးကိုအပ်ပြီးတော့လာပေးပလိုက်တာအဲ့ဒါဘာလို့လဲဆိုတော့နာဓုစီမွေးလောင်းတဲ့မိန်းကလေးနော်ကျွန်တော်အားလုံးသိတယ်ကျမ်းစာမှာနာဓုစီမွေးလောင်းတဲ့မိန်းကလေးလူများစွာလဲသူ့ကိုတကယ်တော့ပယ်ထားတာပဲလူတွေသူ့ကိုအပြစ်တွေတင်တာတပည့်တော်တွေဆိုသူ့ကိုအမျိုးမျိုးမိတွန်တောက်တီးလောက်တာ ါမဲ့သူဘယ်သူ့မှငြိမ်းမဆိုင်သခင်ယေရှုရှိသူ့သက်တော်လာအပ်လိုက်တကယ်သခင်ယေရှုကိုတကြိုပြီး၃ရက်နေ့မှမာဂရလာမာရီတို့ကစီလူးဖို့သွားတာဒါမဲ့သူကသခင်ယေရှုကားတိုင်းမတက်ခင်ကနေကစီလူးပြီးအသက်တာကိုအပ်လိုက်တာဒါကြောင့်အဲ့မျိုးမီးချောင်းကိုတဲ့အေးဝင်လိတရားပြောရအရက်ရက်မှပြောရမယ်ချမ်းသာသခင်ယေရှုကိုယ်တိုင်ပြောတာတကယ်လေးပြောရတယ်ဒီမျိုးမီးချောင်းဗျာအောင်းဩစရာသိကောင်းအဲ့တော့သူ့ရဲ့အာဏာကြီးပဲတောင်ကြီးချမ်းသာတွေမှာ စုတောင်းတဲ့သူကဖယားတာအကျွေးမဲ့အနံပြီးတောင်းရင်အဲ့ဒီအနံခြင်းပေါ်ဖယားကအဖြေပေးတယ်။သခင်ယေရှုခရစ်တော်ကဲ့သို့ခမည်းတော်ဖယားထံ၌အနံတဲ့အသက်တာဇကေကဲ့သို့သခင်ယေရှု၌အနံတဲ့အသက်တာနာရုစီမွေလောင်းတဲ့မိန်ကလေးကဲ့သို့သခင်ယေရှု၌အနံတဲ့အသက်တာနာရုစီမွေလောင်းတဲ့မိန်ကလေးကြောင့်ကျွန်တော်ဖတ်ချင်ရှမာကုခရစ်ဝင်အခန်းကြီး14မာကုခန်းကြီး14ကျွန်တော်အငယ် 3ကနေ6အထိဖိုင်ကျွန်တော်တွေ့ရမာကု14 3ကနေ6သူ့ရဲ့အနံချင်းဟာယနေ့ထိသူ့ကြောင်းပြောရတယ်။တောင်းဒီကနေ့သင်တဲ့ကျွန်တော်တို့တက်တာမှာဆုတောင်းတဲ့အခါအကျွေးမဲ့အနာခန္ဓာစိတ်ဝိညာဉ်3ပါးစလုံးအုပ်ဆုံးအနာသူ့အလိုဝန်ခံဘုရားတကယ်အလိုဝန်ခံဘုရားလက်ထဲမှာအထာထိုဘုရားကသင်ကို တောင်းသည့်အတိုင်းပြုမယ်ဆိုတာအပီးရင်နောက်ဆုံးဖြစ်ပြလေးတစ်ခု ပြောပြီးတော့ နေကုန်ချုပ်ချင်တယ်တခါတော့ကခလေးလေးတယောက်ကနော်မိုးကြိုးတွေပြည့်လျက်စီးတွေလျက်တဲ့အချိန်မှာနော်ကတင်းပေါက်ဖွင့်ပြီးတော့အဲ့ကတင်းပေါက်ကနေလက်မြောက်ပြီးတော့ကောင်းငင်ကိုမျောကြည့်တယ်အဲ့တော့အဖေလှုပ်တဲ့သူကဒီခလေးကိုအတင်းပြေးချီပြီးတမိလျက်စီးလက်တာမကြောက်ဘူးလားအဲ့တော့ခလေးကအဖေကိုပြောတယ်မကြောက်ဘူးပပဖယားတစ်ခေတမိကိုတပ်ပုံရိုက်တာ ဟာအဖေကလန့်သွားတယ်လူကြီးတွေကနော်မိဘတွေဆိုရင်လျက်စီးလက်တယ်ဆိုဟာမိုးချိုးပြစ်တော်မယ်ဆိုအိမ်ထဲပြေးဝင်လာဒါပေမဲ့ဒီကလေးလေးကလျက်စီးလက်တာဘုရားသခင်သူ့ကိုဓာတ်ပုံရိုက်တယ်လို့သူယုံတယ်ပြောချင်တာဘုရားသခင်သူ့ကိုဒုက္ခရောက်အောင်မလုပ်ဘူးဆိုတာယုံတယ်အဲဒါအနန္ခြင်းပဲတောင်းတကင်းကြီးချက်တော်ညီကိုပေါ့မကျွန်ရရဲ့သက်တာမှာအနန္ပြီးတော့ဆုတောင်းရင်အဲဒီအနန္တော်သူတို့ဘုရားကတာဝန်ယူတယ်တောင်းတကင်းကြီးဆုတောင်းခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့၁၀မျိုး ရှုတောင်းတဲ့သူတို့မှရှိရမယ်စိတ်နေသဘောထား10မျိုးကျွန်တော်နားထောင်တယ်ရှုတောင်းသူတို့မှနံပါတ်1ယုံကြည်ခြင်းရှိရမယ်နံပါတ်2ရဲရဲခြင်းရှိရမယ်နံပါတ်3ယိုသေးလေးမြတ်ခြင်းရှိရမယ်နံပါတ်4ဇွဲလုံးလာရိယာရှိရမယ်နံပါတ်5ကြီးစုတော်ချီးမွမ်းခြင်းရှိရမယ်နံပါတ်6စိတ်အားထပ်တန်ခြင်းရှိရမယ်နံပါတ်9အပြည့်ဝမိခိုးအားထားခြင်းရှိရမယ်နံပါတ်10စိတ်ချမှုရှိရမယ်နံပါတ်9ပွင့်လင်းမှုရှိရမယ်နံပါတ်10အနံပြီးဖျားကိုဆုတောင်းရင် သင်ရဲ့ shut down တံကိုဖခင်ကအံ့ဩပွေပြုမယ်ဆိုတာအပေးခြင်းနေကုန်ချုပ်လို့ ਨੇ ဂျာနာသူရောက်ချင်းစီတိုင်းဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ဒီကနေ့ညနေပိုင်းဆို line အနေငယ် internet line နေညနေပိုင်းဆိုတော့ကြာတဲ့ကြောင့်အနေငယ်လေးကျွန်တော်ဆောလွင့်ခြင်းဖြစ်ပါတယ်အထူးပဲကြည့်ရှုနားလည်ပြီးလို့အထူးပဲကျေးဇူးတင်ကြောင်းပေါ်ပြလို့အထူးကြင်ညာစရာတော့ကျွန်တော်နှစ်ဖန်29ရက်3လ2025ကျွန်တော်ရုံးပိတ်ចောင်းပိတ်တဲ့နေ့လေးဖြစ်တယ်ကျွန်တော် နတ်ဖန်ကျွန်တော်ကြွေရင်ယုံကြည်တဲ့ချင်းတဲ့တော့မှတရက်တာတမချန်းစာတင်ကြားခြင်းရှိပါတယ်ခေါင်းစဉ်ကတော့ပြာအရာ၌ပေါင်းတရဖူဟေရှာနာဂတိဂျန်ကန်ကြီး67အငယ်3ဖြစ်တဲ့ဆုံရှုံသွားတဲ့ထဲကနေဖျားရှင်ကပေါင်းတရဖူအကောင်းဆုံးချီးမြောက်ချီးမြှင့်ပေးနိုင်တယ်ဒီညာနဲ့ပတ်သက်ပြီးကျွန်တော်နားထောင်ရမှာဖြစ်တဲ့ဝင်ကမှာတော့ကျွန်တော်ရဲ့ဆရာဆောရွှေကြီးခေါ်ဆရာဆိုဆရာဆောပက်ထရစ်တို့ဖြစ်ပါတယ်တိတ်တဲ့ရှင်ဆောဖူခွာတိတ်တဲ့ရှင်ရှိုင်းဝေရတိတ်တဲ့ရှင်ဆောအောင်မျိုး တိတ်သက်ရှင်အီမီတို့ရဲ့ဒီဆိုချီးမွမ်းခြင်းကိုလည်းကြားရမှာဖြစ်တဲ့ကျွန်တော်နေ့လေစားလဲပြစ်စစ်ထားတဲ့အလုံးအခမဲ့ဖြစ်ပါတယ်ကျွန်တော်နေနဲ့ပြပပြိဿများအတွက်ကတော့ YouTube နဲ့ Facebook ကနေ live link ပေးမှာဖြစ်တယ်လို့ရန်ကုန်မှာရှိတဲ့ဓမ္မပြိဿအလုံးလာရောက်နိုင်ကြောင်းနာနဲ့9နိုင်မှညနေ3နိုင်ထိဖြစ်ကြောင်းပေါ်ပြလို့ရနှစ်ပတ်တန်လာခြင်းအပြင်ဒီကောင်းစဉ်အပြင်သေုံဘုရားသခင်ကအောဘွယ်တရဖူချီးမြှောက်ပြီးတော့စကားပြောပြီးကောင်းချီးပေးမယ်ဆိုတာယုံကြည်တယ် ဒါကြောင့်နတ်ဘန်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်လို့နတ်ဘန်ဒီစီဇန်ရှေ့အကြောင်းနတ်ဘန်ညနေ live service ကိုတရက်ရန်နာမှာဖြစ်ပြီးတောက်ချာနေ့မြန်မာစံတော်ချိန်၄နိုင်ခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာမယ်တောက်ချာနေ့ညနေမှာကျွန်တော်ကျွန်တော်အလွန်သိသိနဲ့ခေါင်းစဉ်အသက်တခုကျွန်တော်နားထောင်သွားမှာဖြစ်ကြောင်းဟောပြလို့နေဒီကနေ့ကျေးဇူးသူအားလုံးကိုဖြတ်ရှင်တာပြီး ကောင်းချီးပေးပါစေ God bless you all sit down ကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဝိညာဉ်တော်သုံးမဆုဖျားထံတော်ဘာမှကောင်းချီးဖျက်ပြသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့မွန်နေ့ကြောက်တဲ့မွန်နေ့ရှင်များမင်္ဂလာပတ်လည်ကြောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုများနှစ်သိမ့်မှုရဖို့တော်တော်၎င်းမချမ်းမာတဲ့သူအားလုံးချမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းလိုအပ်တဲ့အရာဒီလိုအပ်ပြီးတော့မျော်လင့်နေသောသူများတို့ ဖျားသခင်စုံနေတဲ့ကောင်းကြီးခံစားစေခြင်းကြည့်ရှုနေတဲ့ Facebook YouTube ဓမ္မပရိသတ်များမြန်မာပြည်နဲ့တစ်ကမ္ဘာလုံးကနေကြည့်ရှုတဲ့ဓမ္မပရိသတ်သီးသီးပေါ်တို့ယနေ့မှစ၍ကာလအစဉ်မြဲကောင်းကြီးဖျားဖျားတိုက်ရောက်တည်ရှိဒီနေပါစေတော့အာမင်ယေရှုတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျားရှင်သာ၍ကောင်းကြီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့